မင်္ဂလာပါရှင်အပတ်စဉ်တက်ဆက်ပေးနေကြဖြစ်တဲ့ DVS Spider Season လေးကနေပြီးတော့မှပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီ season လေးဟာဆိုရင်တော့လူငယ်တွေအတွက်ပညာရေးနဲ့ဆိုင်တဲ့ဗဟုသုတတွေပညာရေးခွင့်လန်းတွေအကြောင်းကိုမျှဝေတင်ဆက်ပေးနေတာပဲဖြစ်ပါတယ် ဒီတပတ်ရဲ့ Smart Season လေးမှာဆိုရင်တော့ထိုင်းနိုင်ငံဘန်ကောက်မြို့ရဲ့ထမဆက် University မှာတီချင်မိုင်းနဲ့ပတ်သက်ပြီးတော့မှပညာသင်ကြားနေတဲ့ scholarship ကျောင်းသူလေးတယောက်ကိုဖိတ်ခေါ်ထားပါတယ်။အဲဒီကျောင်းသူလေးကဆိုရင်ဒီထိုင်းနိုင်ငံရဲ့ထိပ်တန်းတက္ကသိုလ်တစ်ခုဖြစ်တဲ့ထမဆက် University မှာတီချင်မိုင်းနဲ့ပတ်သက်ပြီးတော့ပညာသင်ကြားနေတဲ့အပြင်ကိုရိုင်းက Thai Language Instructor တယောက်ဖြစ်တော့သူ့ကိုဒီထိုင်းနိုင်ငံရဲ့ပညာရေးတွေဒီပြီးသင်ကြားမှုအပိုင်းတွေကိုမေးမြန်းတက်ဆက်ပေးထားပါတယ်။ညီမလေးမင်္ဂလာပါ။မင်္ဂလာပါမဟုတ် ဟုတ်ကဲ့ပါအရင်ဆုံးကိုကိုကိုမိတ်ဆက်ပေးပါအောင်ညီမလေးဟုတ်ကဲ့အာညီမနာမည်ကတော့ဖြူသွဲထွန်းပါရှင်အခုလောလောဆယ်မှာတော့အာထိုင်းနိုင်ငံကထမဆက် University က Faculty of Learning Science and Education မှာအကြောင်းတက်နေတဲ့စက္ကန့်ကြီးအကြောင်းသူတယောက်ဖြစ်ပါတယ်ရှင်ဟုတ် scholarship ရောက်ခဲ့ပုံလေးရယ်ပြီးတော့ဒီ scholarship ရောက်ဖို့အတွက်ပြင်ဆင်ချက်လေးတွေပြီးတော့ဒီ Thomas University ကိုမှရွေးချယ်ဖြစ်ခဲ့တဲ့အကြောင်းလေးတွေကိုအရင်ဆုံးပြောပြပေးပါအောင်ညီမလေး โอเค อ่าညီမတို့တကယ်တမ်းပြောရမယ်ဆိုညီမရဲ့ background education ကကြတော့ဒီ MUFL ကပေါ့เนาะ MUFL Thai တပါမန်ကအညီမဝန်ကလေးတယောက်ကနေပြီးတော့ဒီအာထိုင်းမှာပေါ့နော်ဒီ scholarship တပေးနေရေပေါ့နော်အကြီးကြီးပါလားဆိုတော့ညီမကြည့်တဲ့အခါမှာသူက international program ကြီးရှိရယ်ထိုင်း program ကြီးရှိရယ်အဲ့ဒီမှာမှညီမကဒီအာ Thai language ကလည်းအဲ့ဒီကိုယ့်တက်ကအဆင်ပြေနေပြီးသားဖြစ်တာ哦တကယ်တော့ program ကြီးအများကြီးပဲအဲ့ဒီမှာညီမဘာတွေ့လဲဆိုတော့ဒီ education ဘိုင်းနဲ့ပတ်သက်ပြီးတွေ့တာပေါ့နော်ကိုကိုရိုင်းကလည်းထိုင်းစာသင်နေတာဆိုတော့ကြတော့ဒီ education ကိုအဲ့ဒီချိန်မှာချက်ချင်းကိုစိတ်ဝင်စားတာအဲဒါငါစိတ်ဝင်စားနေတဲ့ဟာပဲပေါ့ထမင်းဆက် University ကိုရှောက်ရွေးချယ်ပစ်တာကတော့ဒီ Bachelor Degree တွေအနေနဲ့ဆိုလို့ရှိရင်ကတော့ဒီအခုလောအဲ့ဒီညီမကဒီ Scholarship ရှောက်တဲ့အခါမှာကျတော့ Bachelor Degree ပေးတဲ့ University ကအရင်နေတယ်လက်ချိုးရည်လို့ရရပေါ့နော်အဲ့ဒါဆိုတော့ကျတော့ဒီမှာပဲကိုအတက်နိုင်ဆုံးပေါ့နော်ဘယ်ဟာကိုအတွက်အကောင်းဆုံးဖြစ်မလဲဆိုတဲ့အရာကိုပဲရွေးချယ်ခဲ့တာပါမှာဟုတ် ကိုကငကိုတွေက Thai language ကိုရပြီးသားလို့မှို့လို့ပေါ့နော်တကယ်လို့မှဒီကိုလိုပဲဒီ Thai language ကိုစိတ်ဝင်စားတယ်နောက်ပြီးတော့ teacher မောင်ကိုလည်းစိတ်ဝင်စားတယ်ဆိုတော့ဒါဘယ် level လောက်ဆိုလို့ရှိရင်ကောဒီ major ကို try လို့ရလဲဒါမျိုးလေးကိုလည်းပြောပြပေးပါအောင် ပြီးတော့အဲတချို့ဆိုလို့ရှိရင်ဒီ Thai စာကိုအဲကားကားနနမလိလာသေးတဲ့လူတွေရှိတယ်ဒါမဲ့စိတ်တော်ဝင်စားရပေါ့နော်ဒီလိုမျိုးတွေတော့ဆိုလို့ရှိရင်ရောဘယ်လိုမျိုးတွေရွေးချယ်လို့ရအောင်မလဲဒါလေးပြောပြပေးပါဦးညီမလေး သူတို့ဒီကျောင်းတွေဘက်ကလည်းပေါ့နော်ဒီကျောင်းသားတွေကိုလက်ခံတဲ့အခါမှာ international program ပဲဖြစ်ပါစေ time program ပဲဖြစ်ပါစေပေါ့နော်သူတို့ဘက်ကဒီကျောင်းသားတွေကအဓိကညီမတို့ဒီဆက်သွယ်ရမှာ communicate လုပ်ရမှာ language နဲ့ကိုအဲ့ဒါဆိုကြတော့အရေး language ကအရေးကြီးရဆိုကြကျောင်းသားအနေနဲ့ဘလောက်အနေထားတိနားလည်နိုင်မလဲဆိုတာကိုသူတို့အနေနဲ့ဒါတိဖို့လိုတယ်ပေါ့နော်ဥမာ international program တွေဆိုလို့ရှိရင်လည်းဒါ IELTS တောင်းတာမျိုးတွေရှိတယ်။အဲဆို time programmer ကကြတော့သူကဒီညသွားပြီအဲ့လောက်ထိအင်္ဂလိပ်လိုမျိုးအရင် test စစ်လို့မရဘူးပေါ့နော်။ဒီမှာဆိုရင်စစ်လို့ရတာကကျူလာလောင်ကုန်းမှာတစ်ခုရှိမယ်။နောက်တစ်ခုကကြတော့ဒီကျောင်းနေမှာဆိုလို့ရှိရင်သူတို့ဒီအာ time program တက်ချင်တယ်ဆိုသူတို့ကျောင်းကနေပြီးစစ်ပေးတဲ့ test တွေတော့ရှိတယ်။ဒါကတော့ပတ်စံပေးစရာမလိုဘူးပေါ့နော်။ကျူလာလောင်ကုန်းကဆိုလို့ရှိရင်ဒါပတ်စံလေးတော့နည်းနည်းလေးကုန်မှာပေါ့။အဲဆိုတော့ကြတော့ဒါဒီ test တွေဖြေရတယ်ပေါ့နော်အဲ့ဒီမှာကတော့ तू က4 scale လုံးပေါ့နော် listening speaking reading writing အဲ့ဒီမှာကတခုရှိတာကသူတို့စစ်တဲ့ test တွေကလीပုံမှန်ဆိုလို့ရှိရင်တော့ညီမတို့ဒီနေ့စဉ်30ခလုံးနေကြည့်ရတော့မဟုတ်ဘူးပေါ့နော်ဘာပဲပြောအင်္ဂလိပ်စာမှာဆိုရင်တောင်မှ IELTS ဆိုလို့ရှိရင်တောင်မှ6 6.5တလောက်မှဒါအဆင့်သင်ရတာအဆင့်ကြီးတာဆိုတော့じゃဒါထိုင်းစာကလည်းအဲ့လိုပါပဲအနည်းနဲ့အများတော့ ကိုကဘယ်ဘာသာကိုသင်ဖို့ရရှိရလဲပေါ့ဥပမာဆိုလို့ရှိရင် psychology နဲ့ပတ်သက်တဲ့ဌာနကိုသွားသင်မယ်ဆိုလို့ရှိရင်လည်းဒါဒီနဲ့ပတ်သက်တဲ့ technical terms တွေနဲ့ပတ်သက်တာကွာကိုကနားလည်နေမှာဖြစ်မှာဆိုကြတယ်လေအဲ့လိုမျိုးလေးနားလည်မယ်ဆိုရင်တော့ကိုကဒီသင်ကြားရေးမှာတော့အခက်အခဲရှိမှာတော့မဟုတ်ဘူးကောင်းကောင်းမွန်မွန်နဲ့ဒီ native speaker တွေနဲ့တန်းတူကိုကတော့သင်ကြားနိုင်မှာဖြစ်သွားမှာပေါ့ဟုတ်ကဲ့ ပညာရေးဆိုတာဒီအာဒီညီမတို့လူမှုအဖွဲ့အစည်းမှာဒါအရေးပါတဲ့အရာတစ်ခုပဲလေနော်အဲ့ဒါဆိုတော့ကြာတော့သူကဘာအတွက်ကိုသွားလဲဆိုတော့ကြာတော့ဒီအာညီမတို့လူအဖွဲ့အစည်းမှာဒါကောင်းမွန်တဲ့အတိုင်းဝန်းလေးတစ်ခုဖြစ်အောင်တိစောက်ဖို့ရအတွက်ပေါ့နော်အဲ့ဒါလေးတွေကိုသူက ဒီပြုပြင်သေးတဲ့အရာလေးတွေဘာလေးတွေရှိမလဲဒါကိုကိုပြီးတော့ပြုပြင်ပေးတာမျိုးလေးပေါ့နောက်တစ်ခုကကြတော့ဒီစာတင်ကြားရေးမှာဆိုလို့ရှိရင်လည်းဥမာဆရာဆရာမတွေရဲ့ဒါတင်ကြားမှုတွေကိုဒါပို့ပြီးတော့ကောင်းမွန်အောင်ဒီလိုမျိုးပြုပြင်ပေးတဲ့အခါမျိုးအားမျိုးလေးတွေဥမာပေါ့နော်ဒါလေးတွေညီမတို့ဌာနက အဓိကထားပြီးတော့သင်ပေးတာပေါ့နော်။အာနောက်တစ်ခုကတကယ်လို့ဒီဌာနအကြောင်းပြီးသွားလို့ရှိရင်ရောဘာဖြစ်မလဲဆိုဆရာမကိုလုံးလုံးမရလားဆိုတော့မဟုတ်ဘူးလုံးလုံးလည်းရတယ်။ဒါပေမဲ့ညီမတို့ကပွဲရလို့ရှိရင်တော့ BD အနေနဲ့ရမှာမဟုတ်ဘဲနဲ့ BA အနေနဲ့ပဲရတော့မှာပေါ့နော်။အဲ့ဒါဆိုတော့ကြာတစ်ခုရှိတာကဟိုတချို့ကျောင်းနေအနေနဲ့လက်ခံပေးနိုင်တာရှိရဲ့လက်မခံပေးနိုင်တာရှိရဲ့ပေါ့နော်။အာနောက်တစ်ခုကတကယ်လို့ဆရာမမလုပ်ချင်ဘူးဆိုလို့ရှိရင်ရောဘာလုံးလို့ရမလဲဆိုတော့ကြာ HRD အနေနဲ့လုံးလုံးရရဲ့ပေါ့နော်။ဒီအာကုမ္ပဏီတွေမှာပဲဖြစ်ဖြစ်ဒီအဖွဲ့အစည်းတွေမှာပဲဖြစ်ဖြစ် HR တွေလုပ်လို့ရတယ်။နောက်တစ်ခုကကြဒီပေါ့နော်။အာ landing designer ဆိုတဲ့ဟာမျိုးပေါ့နော်။ဥပမာဒီဘဟုတုတတစ်ခုအကြောင်းအရာတစ်ခုကိုအလူကျက်နေစရာမလိုပဲပေါ့နော်။အာဘလို့ activity လေးနေလုပ်ပြီးတော့သူ့ကိုအကောင်းမှုဆုံးနားလည်သွားအောင်လုပ်နိုင်မလဲပေါ့နော်။ဒါမျိုးတွေညီမတို့ design ထွင်လုပ်ရတဲ့ဟာမျိုးတွေဒါလေးနေပတ်သက်ပြီးတော့လေအလုပ်လုပ်ရပါတယ်ရှင်။ဟုတ်ကဲ့။ ဟုတ်ကဲ့ပါနောက်တစ်ခုမှသိထားတာကညီမလေးကအခုလက်ရှိအဲဒီဘန်ကောက်မှာ Thai language instructor တယောက်ဖြစ်တယ်ဆိုတော့ကိုကိုရိုင်းသင်ကြားရတဲ့အခါတွေမှာကိုဘယ်လိုပုံစံမျိုးတွေသင်ကြားပြခဲ့လဲဒီအခုလက်ရှိတက်နေတဲ့ Thamasak ကနေပြီးတော့သင်ကြားရေးပိုင်းကိုဘယ်လိုထောက်ကူတွေပြုလဲအဲပြီးတော့ကိုကိုရိုင်းလုပ်နေတဲ့အရာလေးတွေကိုလည်းနည်းနည်းပြောပြပေးပါအောင်ညီမလေးအာ Thai သာသင်တဲ့အခါမှာလည်းတွေ့တာပါလဲဆိုတော့ကြတော့အာ ညီမတို့ဒီထိုင်းစာကိုသင်တဲ့အခါမှာလည်းဒီသင်တဲ့သူတွေအရွယ်တွေကမတူကြဘူးလीเนาะအာကလေးတွေရှိရယ်လူကြီးတွေရှိရယ်လူလတ်ပိုင်းတွေရှိရယ် သူတို့အားလုံးမှာကတယောက်နဲ့တယောက်ကနားလည်နိုင်တဲ့ background knowledge တွေလည်းမတူဘူးတချို့ဒီဟာကအာဒီအကြောင်းအရာဥပမာတစ်ခုနဲ့ရှင်းပြလို့ရရဆိုမဲ့တခြားတယောက်ကဒီအကြောင်းအရာတစ်ခုနဲ့ရှင်းပြလို့ရှင်သူနားမလည်နိုင်ဘူးဒါမျိုးတွေညီမတို့ကသိရတယ်အဲဒါဆိုလို့ရှင်ဘလို့မျိုးရှင်းပြလို့ရှင်သူအကောင်းဆုံးနားလည်နိုင်မလဲပေါ့နော်အဲ language အတန်ထွက်တဲ့အခါဒီမှာဆိုလို့ရှင်လည်းဒါတချို့သူတွေအတွက်ကဒီအတန်ထွက်ရတာအဆင်ပြေဆိုမဲ့တချို့မှာဒီအတန်ထွက်ရတာအခက်ခဲရှိနိုင်တဲ့အပိုင်းလေးရှိတယ်ဒါလေးဆိုလို့ရှင်ညီမအနေနဲ့ဒါဘလို့ပြင်ဆင် င်ရမလဲဘယ်လိုပြင်ပေးရမလဲဘယ်လိုကူညီပေးရမလဲဒါမျိုးတွေဒါညီမတင်ခဲ့တဲ့ဟာတွေကနေပြီးတော့ပဲဒါညီမဒါကိုလည်းပြန်ပြီးတော့ဒါအလုံးလုံးတဲ့အခါမှာအသုံးချလို့ရရပေါ့နော်နောက်တစ်ခုကဒီညီမအနေနဲ့ဒီအာဒီမှာလည်းဒီ academic ပိုင်းနဲ့ပဲဒါသွားနေတာဆိုတော့ကြတော့ဒီနောက်ပြီးကြဒီ Amyofa Community Learning Center မှာလည်းဒါ academy ဟာတယောက်အနေနဲ့ဒါဝင်ပြီးတော့ကူပြီးတော့အလုံးလုံးပေးနေပါရဲ့ရှင်ဟုတ် အမီရာဖာကွန်မြူနတီလန်နင်းစင်တာဆိုတာကြတော့ပေါ့နော်ဒီအခုကာလမှာဒီအကြောင်းမျိုးမျိုးကြောင့်မလို့ပေါ့နော်ပညာရေးရန်နာထားရတဲ့သူတွေအတွက်ဒီဆက်လက်ပြီးတော့ပညာသင်ကြားနိုင်ဖို့ရအတွက်ကိုပေါ့နော်သူတို့ရည်ရွယ်ပြီးတော့ဒါဒီလှုပ်ဖြစ်သွားတဲ့သင်တန်းလေးတစ်ခုပေါ့နော်အဲ့ဒီမှာဆိုလို့ရှိရင်ဒါညီမတို့ language ဖာသာတွေသင်နိုင်တယ်သင်လို့ရတယ်နောက်တစ်ခုကဒီပေါ့နော်အာ social ဘိုင်းနဲ့ပတ်သက်တာမျိုးတွေပေါ့နော်ဥမာ digital marketing တွေရောဒါအကုန်လုံးအခုတော့ဒီသင်တန်း လှုပ်ထားတာကတော့အခုမှတဏီပဲရှိသေးရဆိုကြပါတော့ညီမတို့လည်းညာနည်းနည်းချင်းစီပေါ့နော်ဒါဘာသာလေးတွေတော့ထည့်ပေးနေပါတယ်အာအဲ့ဒီမှာတကယ်လို့ဒါတကယ်လို့တက်ချင်နေဆိုရင်တော့ဒါ Facebook page ကနေပြီးတော့ပဲ share ပြီးတော့ပေါ့နော်ဒါ Amia Fat Community Learning Center ဆိုပြီး share ပြီးတော့ဒါတက်ရောက်လို့ရပါတယ်အဲ့ဒီမှာပဲသွားပြီးစုံစမ်းလို့လည်းရတကယ်လို့ဒီဝင်ရေးကြီးအခက်ခဲဖြစ်နေတဲ့သူတွေအနေနဲ့ဆိုလို့ရှိရင်ဒါ scholarship တွေရှောက်လို့လည်းရပါတယ်ရှင်ဟုတ် ဘလို့လူမျိုးရဲ့အတွက်အဆင်ပြေမလဲဆိုအဓိကလောလောဆယ်မှာတော့ဒါ language program လေးရှိတာဆိုတော့ကြတော့ဒီနိုင်ငံခြားကိုသွားတဲ့အခါမှာဒီအာတုံးဖို့ရအတွက်ဆက်သွယ် communicate လုပ်နိုင်ဖို့ရအတွက်ဒါဒီဘာသာစကားကိုသင်ယူလေ့လာခြင်းတဲ့သူတွေအနေနဲ့ဆိုရင်တော့ဒါအထူးအဆင်ပြေပြီးတော့သင်တော်ပါတယ်ရှင်ဟုတ် Thai language အပြင်အခုလောလောဆယ်မှာ German ဘာသာရှိရယ်ပြင်သစ်ဘာသာရှိရယ်ပေါ့နော်နောက်ပြီးကြတော့ဒီ Korea တို့အာနောက်တခြား Japan တို့ကိုလည်းဒါဖွင့်ဖို့ရတယ်ဒါညီမပြင်ဆင်နေပါတယ်ရှင်ဟုတ် ဆိုတော့လက်ရှိမှာကိုကိုတိုင်ကလည်းဒီထမဆက်ထိပ်တန်း University ထမဆက်မှာအဲ scholarship တောင်းသူတယောက်ဖြစ်တယ်ပြီးတော့ကိုတိုင်ကလည်းဒီ instructor တယောက်လည်းဖြစ်တဲ့အပြင်ကိုမြန်မာပြည်မှာလည်းကိုကတက်ကူတွေတက်ခဲ့ဖူးတာဆိုတော့ဒီပညာရေးအဲသင်ကြားမှုအပိုင်းနဲ့ပတ်သက်ပြီးတော့ညီမလေးအမြင်လေးပေါ့နော်ဒီမြန်မာပြည်ရဲ့သင်ကြားရေးပိုင်းမှာဘယ်လိုမြင်ခဲ့တယ်အခုဒီလက်ရှိသင်ကြားနေတဲ့သင်ကြားရေးပိုင်းမှာရောအမြင်နေပေါ့အကိုရဲ့အမြင်ပြီးတော့ကွာခြားချက်လေးပေါ့ဘယ်လိုကွာခြားမှုတွေရှိမလဲပြောပြပေးပါအောင်ရှင့် โอเคมาอ่าตินจ้ายี้มาတော့ပေါ့เนาะတခုရှိတာကဒီဟာကိုကတော့ဒီအများကြီးပဲတွေ့နေရဘလို့ဒါမှလည်းအဲ့လိုမျိုးတကယ်တင်ကြားတယ်ဆိုတဲ့အခါမှာမြင်လိုက်တာဘာတွေ့လဲဆိုတာကြောင်းသားရှိမယ်ဆရာရှိမယ်ပေါ့เนาะအဲ့ဒါကြောင့်မို့လို့ဒီမှာရှိနေတဲ့အရာတွေမှာဥပမာဆိုဆရာတွေကအလွတ်ချက်ခိုင်းနေပါညာဒီလိုမျိုးဖြစ်တယ်ပေါ့เนาะအဲ့ဒါကြောင့်မို့လို့ဆရာတွေအပြစ်ပြောလို့ရမလားဆိုတော့ကြာလေအဲ့ဒီမှာဘာသွားတွေ့လဲဆိုတော့ကြာတော့ဒါတွေကဆရာတွေကလည်းသူတို့မသိလိုက်ဖဲနဲ့ဒီလိုမျိုး ဖြစ်လာခဲ့ရတာမျိုးပေါ့နော်။ဘာဖြစ်လို့ဒီလိုမသိလိုက်ပဲဖြစ်လာရလဲဆိုတော့ဒီပညာရေးစနစ်ကြီးကိုဒီလိုမျိုးဖြစ်အောင်လို့ဒီတီတီထွင်လာခဲ့တာပေါ့ပေါ့နော်။ဒီလိုမျိုးအသေးချာဖြစ်အောင်လှုပ်လာခဲ့တဲ့လူတစုကြောင့်မလို့ဒီလိုမျိုးဖြစ်လာရတာဆိုတော့ကြာပေါ့နော်။အာဒီဆရာကြီးရဲ့အပြစ်လည်းမဟုတ်ဘူး။အဲ့ဒါဆိုတော့ကြာဘာလဲဆိုတော့ကြာတကယ်တမ်းကဒီပညာရေးစနစ်မှာကောဒီမြန်မာနိုင်ငံပညာရေးစနစ်ကဒါ ပြုပြင်ဖို့ရအတွက်လိုအပ်နေတဲ့အရာတစ်ခုတော့ဖြစ်နေတာပေါ့နော်။ဘာဖြစ်လဲဆိုတော့ចောင်းသားရဲ့အနေနဲ့ဒါအလို့ကျရတဲ့ဟာမျိုးတွေရှိရဲ့။အလို့ကျရတဲ့ဟာမျိုးတွေဘာရှိရဲ့ဆိုတော့ဘာဖြစ်လဲဆိုတော့ចောင်းသားတွေကတင်မဲ့တင်နေရတာ။ဒါပေမဲ့ဒါအတုံးချဖို့ရတယ်သူတို့မသိဘူးပေါ့နော်။ဒါမျိုးတွေကိုဖြစ်လာတယ်။နောက်တစ်ခုကကြတော့မြန်မာမှာဆိုလို့ရှိရင်ចောင်းသားတွေမှာရွေးချယ်တဲ့ဘုရားအရန်နေတယ်ပေါ့နော်။ဘာဖြစ်လဲဆိုတော့ဒီဘာသာဒီဘာသာဒီဘာသာဒါဟုတ်ပဲတင်ဒီဟာတွေပဲတည်သွားဒါဟုတ်ပဲလှုပ်သွားဒီဟာနေပဲဒီတိုင်းနေပဲထွက်သွားလိုက်တာအဲအဲ့ဒီမှာဘာဖြစ်လဲဆိုတော့ ကိုစိတ်ဝင်စားတဲ့အရာကိုကိုဆက်ပြီးလေ့လာခွင့်မရအောင်စိတ်ဝင်စားတဲ့အရာကိုဆက်ပြီးလေ့လာခွင့်မရတာဆိုတော့ကြတော့ဘာဖြစ်လာလဲဆိုတော့ကြတော့ညီမတို့စိတ်ဝင်စားတဲ့အရာယူတင်နေရတဲ့အခါမှာဒါနဲ့ဘာမှဆက်ပြီးဖြစ်မလာခြင်းတော့ဒါပြီးသွားရင်ပြီးသွားတာပဲဒီလိုပုံစံမျိုးပဲဖြစ်လာရတော့ပေါ့နော်ဒီမှာကြတော့မဟုတ်ဘူးညီမတို့ဒီမှာညီမအခုတက်နေတဲ့ဌာနမှာဆိုလို့ရှိရင်ညီမတို့စာမှုပဲမရှိဘူး ဒါဘာပဲရှိလဲဆိုတော့ကြာညီမတို့မှာကဆရာကတနည်းကိုဒါသင်နေသင်နေညီမတို့အတန်းထဲမှာဆိုလို့ရှိရင်လည်းဒါသူ topic တစ်ခုကိုသူရှင်းသွားတယ်ဆိုလို့ရှိရင်ညီမတို့ဒီအောင် discussion လုပ်ရတယ်ကိုယ်အနေနဲ့ဘယ်လိုမျိုးမြင်လဲပေါ့နော်အဲ့မှာဆိုလို့ရှိရင်တခုပါတွေ့လာလဲဆိုတော့ကြတော့ညီမတို့ညီမမှာဆိုလို့ရှိရင်ကိုဘလိုမျိုးတွေးနေလဲဆိုတဲ့အရာကိုဘလိုထင်လဲဆိုတဲ့အရာပုံပုံလေးလေးညီမတို့ဒါပြောပြဖို့ရအတွက်ဖွင့်ရဖို့ရအတွက်ညီမတို့မှာအခွင့်အရေးမရှိဘူး။ဒါပေမဲ့ဒီမှာဆိုလို့ရှိရင်ကြာတာညီမတို့ဘလိုမျိုးထင်လဲ ဒီလိုမျိုးပေါ့နော်ဒါကိုယ့်ရဲ့အမြင်တွေဒါပုံပုံလေးပြောလို့ရတယ်ဒီဟာနဲ့ပတ်သက်လို့ ဘယ်လိုမျိုးဥမာတယောက်နဲ့တယောက်ကတော့ဒါအတွေးမြင်နေမတူနိုင်ဘူးလေနော်ဒါကဘာဖြစ်လို့အတွေးမြင်နေမတူလာနိုင်တာလဲဆိုတော့ကြတော့ညီမတို့တွေဖြတ်တန်းလာခဲ့တဲ့ဘဝအတွေ့အကြုံတွေနဲ့ပတ်သက်ပြီးလူတယောက်နဲ့တယောက်ကအတွေးမြင်နေကွာသွားမှာအဲ့ဒါကိုဒီရဆရာတွေကသူတို့နားလဲတာဆိုတော့ကြတော့သူတို့အနေနဲ့မြင်တာကြီးကမားတယ်ဒါကြီးကမှန်တယ်သူတို့မဝေဖန်အောင်သူတို့ဘာကိုပြန်ပြီးတော့ပြောလဲဆိုတော့ကြဒီလိုမျိုးအတွေးကဘာလို့ဖြစ်လာတယ်ဆိုတဲ့အရာကိုတခြားသူတွေနားလဲအောင်လို့သူတို့ရှင်းပြပေးအဲ့ဒီမှာဘာဖြစ်သွားလဲဆိုတော့ကြတော့ ညီမတို့တွေကလူတွေအားလုံးမှာကဒီပေါ့နော်မတူညီဘူး၊ကွဲပြားခြားနားတယ်ဆိုတဲ့အရာကိုလက်ခံလာနိုင်တာပေါ့နော်။ညီမတို့မှာကြတော့မဟုတ်မြန်မာမှာကြတော့အရာအားလုံးကတူရပဲ။ကွဲပြားနေတယ်ဆိုလို့ရှိရင်ဒါကြီးကအမားကြီးဆိုတဲ့အရာမျိုးခွာဖြစ်တယ်။တကယ်တမ်းကကွဲပြားနေတယ်ဆိုတဲ့အရာဒါပုံမှန်ပဲပေါ့နော်။အဲဒါလေးတွေပေါ့။အာနောက်တစ်ခုကကြတော့ဒီမှာဆိုလို့ရှိရင်ចောင်းသားတဲ့အနေနဲ့ ဘဲဘာသာကိုစိတ်ဝင်စားလဲဆိုတာမျိုးဒါရွေးချယ်ပြီးတင်လို့ရတယ်။ပို့ပြီးတော့ဟောဖြစ်တာတခုရှိရ time programmer ဆိုရင်ဒီမှာကတော့ဒီဥပမာညီမဆိုလို့ရှိရင်ဒါ education မှာတင်တယ်။ဒါပေမဲ့ညီမ psychology စိတ်ဝင်စားတယ်။အားကြောင့်ညီမ psychology ကိုသွားပြီးတော့ minor အနေနဲ့သွားတင်မယ်ဆိုလို့ရှိရင်လည်းဒါညီမသွားတင်လို့ရတယ်။အဲ့ဒီမှာညီမကဘာဆက်ပြီးဟောလှုပ်လိုက်လို့ရလဲဆိုတော့ဒါတော့ဒီ တင်ကြားရင်းနဲ့လူတွေရဲ့စိတ်ကဘယ်လိုမျိုးတွေးခေါ်တယ်။ဘာကြောင့်ဒီလူမျိုးတွေဖြစ်လာလဲဆိုတာမျိုးညီမအနေနဲ့ဒီ career မှာပြန်ပြောလဲအသုံးချလို့ရရဲ့ပေါ့နော်။ဟုတ်။နောက်တစ်ခုကခုနကပြောခဲ့တဲ့ဒီဆောင်မွေးကိစ္စပေါ့နော်။အဲ့ဒီမှာဆိုလို့ရှိရင်ညီမမားကြတာဒါ အလကောင်အလွတ်တည်ချက်အလွတ်ချက်တယ်ဒါမှမဟုတ်အလွတ်ချက်ပြီးသွားတဲ့အခါမှာငငယ်တော့လည်းချက်ခဲ့ပထဝီရေတမိုင်းတွေဒါမှမဟုတ်ညီမတို့ခေါင်းထဲမှာပါကြံခဲ့တယ်ဘာမှမကြံခဲ့ဘူးဆောင်းမွေးလည်းဖြည့်ပြီးသွားတာတွေအကုန်လုံးမေ့သွားတယ်ဒါအောင်ညီမတို့ဘာမှဆက်ပြောလည်းအတုံးချလို့လည်းမရတော့ဖြစ်သွားတယ်ဒီမှာကြတော့မဟုတ်ဘူးပေါ့နော်ဆရာတွေကရှင်းပြတယ်ရှင်းပြပေးတဲ့ဟာကိုမှညီမတို့ကဒါအောင်ဘယ်လိုမျိုးထင်လဲဆိုတဲ့ဟာကိုကိုယ့်ရဲ့အတွေ့အကြုံပြန်ပြီးတော့ပြောပြတဲ့အခါမှာကိုကိုတိုင်းအလွတ်ချက်နေစရာမလိုတော့ဘဲနဲ့ကိုယ့်ခေါင်းထဲမှာဒီဟာတွေက memory အနည်းနဲ့ပြန်ရှိနေကြတာပေါ့နော်ဒါကဒီ education system ကိုပဲပေါ့နော်ဒါလိုကွာခြားလဲဆိုတာလေးတစ်ခုဒါအ ਨੇ ချင်းမျိုးပဲညီမဒါရှင်းပြပေးသွားတာပါဟုတ်ဟုတ်ကဲ့ပါအရင်ကောင်းပါတယ်ဒီလိုပြောပြပေးရနော်ဆိုတော့နောက်ဆုံးမိကုံးလေးအနေနဲ့ညီမလေးအခုလက်ရှိမှာစူးစမ်းနေတဲ့လူငယ်လေးတွေရှိမယ်ပညာရေးနဲ့ပတ်သက်ပြီးတော့အဆက်ပြတ်နေတဲ့လူငယ်တွေရှိမယ်ပြီးတော့ဒီလမ်းကြောင်းတွေပျောက်နေတဲ့လူတွေပေါ့နော်လမ်းပျောက်နေတဲ့လူငယ်လေးတွေရှိမယ်ဒီလူတွေကိုအတွက်ညီမလေးရဲ့စိတ်ခွန်အားဖြစ်စေမယ့်စကားလုံးလေးတွေဒီအကြံပြုချက်ကလေးတွေပြောပြပေးပါအောင်အာ အရင်ဆုံးပေါ့နော်ဘာလို့ happy စေချင်လဲဆိုတော့အရာအခုနားလေပေါ့နော်ဘာဖြစ်လဲဆိုတော့ကိုလည်းဒါမြန်မာနိုင်ငံလူငယ်တယောက်ပဲဒါနောက်ပိုင်းမှာအခုနောက်ပိုင်းမှာဆိုရင်ဒါစစ်မှုထမ်းမှုကိစ္စတွေလည်းပေါ်လာတာဆိုတော့じゃအရာအကုန်လုံးအနေနဲ့ဒါအခက်ခဲတွေဖြစ်နေမယ်ဆိုတာသိရပေါ့နော်အဲ့ဒီအချိန်မှာငါတယောက်တည်းမဟုတ်ဘူးဆိုတဲ့အရာကိုစိတ်ထဲမှာထားတယ်ဘာဖြစ်လို့ငါကြမ်းမှာဒီလိုကြီးဖြစ်နေရလဲဆိုတာမျိုးမစဉ်းစားကြည့်ဘူးဘူးနော်ဘာဖြစ်လို့ဆိုတော့じゃအရာအလုံးကအကုန်လုံးအတူတူရှိနေကြတာအဲ့ဒီမှာမှာကိုကဘာဖြစ်ချင်တာလဲ ကိုဘယ်လိုမျိုးရှေ့ဆက်သွားခြင်းလဲအဲ့လိုမျိုးဟာကိုနောက်ထပ်တစ်ခုစဉ်းစားစီခြင်းနဲ့အဲ့ဒါပြီးသွားပြီဆိုလို့ရှိရင်အဲ့ဒီဟာကိုသွားဖို့ရတယ်ငါဘာလုပ်လို့ရမလဲပေါ့နော်ဥမာចောင်းသွားဆက်တက်စီចောင်းတက်ချင်တာလားဒါမှမဟုတ်ရှင်အလုတ်သွားလုတ်ချင်တာလားကိုဒါကိုတိသွားတယ်ဆိုလို့ရှိရင်ဒီဟာအတွက်ကိုနီးလန်းနေအများကြီးရှာလို့ရရယ်ပေါ့နော်ကိုကိုတိုင်းလုံးလုံးမရဘူးဆိုလို့ရှိရင်ဒါကိုညံတဲ့အဖွဲစီတွေအများကြီးရှိရယ်အာမနာနဲ့အာနောက်ပြီးကြတော့မကြောက်နဲ့ကိုယ့်ရဲ့အာဖြစ်ချင်တဲ့အရာ လိုအပ်နေတဲ့အကူအညီကိုသွားပြီးပြောပြပြီးတော့ဒါအကူအညီတောင်းပါလို့မြန်မာအနေနဲ့ပြောချင်တယ်။နောက်ပြီးကျတော့ကိုသွားချင်တဲ့ပန်းနိုင်အောင်ရအောင်သွားဖို့ရတဲ့လေမြန်မာအားပေးချင်ပါတယ်ရှင်။ဟုတ်ကဲ့ပါအခုလိုအများကြီးတေချာလေးပြောပြပေးတယ်လမ်းညွှန်ပေးရတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ် DDBA အစီအစဉ်တွေမှာလည်းအကူအညီပေးဖို့တက်ရှိနေပေးပါအောင်လို့ပြောချင်ပါတယ်ရှင်